ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမယူရဘင်း channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ကိုရူးနဲ့ရာဟုသားသမီးများချုပ်တင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစန်းစာနေပုံမြမယူရအထောက်အကူစာအုပ်မှာဟောကြားထားသောဘိုရူးနဲ့ရာဟုသားသမီးများအတွက်2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှ19ရက်နေ့အထိ15ရက်စာအကြံပြုဟောဆောင်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစည်းအဝေးလေးမစခင်မှာတူးစေတနာတူးမြတ်သားဆိုသလို subscribe လေး ေပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်စ်တနိုင်းတီအောင်လဲဘေးနားခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။ ဘုရားသားသမီးများအတွေ့15ရက်စာဟော့စတယ်ဒီကလအတွင်းမှာရီမန်းကျဲရွေးချက်များကိုလက်တွေ့ဆောင်ရွက်၍အောင်မြင်မှုများရရှိမယ်အပြိုင်ဆိုင်အတိုက်ခံအားလုံးကိုကျော်လွှား၍အစ်မြင့်တိုးတက်မှုများရရှိမယ်အတတ်ပညာကောင်းများရရှိမယ်ငွေကြေးကိစ္စနှင့်လုပ်ငန်းကိစ္စများတွင်ထူးထူးခြားခြားကောင်းမွန်ခြင်းနှင့်တိုးတက်မယ်အတွေ့အခေါ်သည်များစိတ်ကူးသည်များကိုလက်တွေ့အကောင့်ထဲပေါ်ပါလက်တွေ့ဆောင်ရွက်တင်ပါတယ်မိသားစုမှာခြံကအခန်းအဆရှိသော တနင်္လာနံ့များဝင်ခင်းရှိပါတယ်အင်္ဂါနံ့ န်စီစိဆက်ကြာတာပရိနဲ့မြေပယ်အဆရှိသည့်လုပ်ငန်းများတွင်ငွေကြေးမြုံနှံခြင်းဖြင့်အကျိုးများကောင်းများရရှိမည်မိသားစုနှင့်၎င်းပြင်ပအခြားသူများနှင့်၎င်းဆက်ဆံသောအခါမှာဘုရုနှင့်စနေနေ့မွေးသူများနှင့်ပတ်သက်၍စိတ်အနှောက်အယှက်ဖြစ်မည်နေအိမ်သို့ထိုနေ့မွေးသူများရောက်လာပါကအိမ်ပူတတ်ပါれလုပ်ငန်းခွင်အတွင်းမှာ၎င်းနှင့်မွေးသူများရှိပါကစိတ်ရှုပ်ရမည်အမှုခင်းများဖြစ်တတ်သည်မြောက်ရဲနှင့်ဆက်သွဲပြီးလှုပ်သောကိစ္စများတွင်အစင်မပြေအနှောက်အယှက်များမည်နေအိမ်ရဲ့အနောက်တောင်ဘက်အချမ်းတွင်ရှိသော သူကြောင့်စိတ်ရှုပ်ရမယ်။အမှုခင်းဖြစ်တတ်တယ်။မြောက်ရက်နဲ့ဆက်သွဲပြီးလုံသောကိစ္စများအစင်မပြေပဲအနောက်ရှယ်များမယ်။နေရင်အနောက်တောင်ဘက်ခြမ်းတွင်ရှိသောအမိုက်တိုင်းများရှာဖွေရှင်းလင်းလိုက်ပါ။အလုံးစုံအစင်ပြေသွားမယ်။နိုဝင်ဘာလ9ရက်6ရက်7ရက်14ရက်16ရက်19ရက်နေ့များတွင်ငွေကြေးကိစ္စဈေးဝယ်ကိစ္စများတွင် ပြောဆိုသမျှအောင်မြင်ခြင်းအခက်အခဲများကြော်လွနိုင်ခြင်းနဲ့အောင်မြင်မှုအစဉ်စဉ်ရရှိနိုင်သောအခြေအနေကောင်းကိုရရှိမယ်။စက်ပစ္စည်းလျှက်စက်ပစ္စည်းများကိုဖူရန ံပစ္စည်းမှန်ဈေးမှန်များဖြင့်ရရှိနိုင်မယ်အကြီးကဲများထမ်းမှအထောက်အကူကောင်းများရရှိမယ်လူမျိုးကွဲ အကျိုးပေးမယ်နိုဝင်ဘာလ၈ရက်၉ရက်၁၇ရက်၁၅ရက်၁၈ရက်နေ့များတွင်ရန်နောက်ရှစ်များနှင့်ထိတ်တန့်ရင်ဆိုင်ရမယ်အနည်းကလူယုံဒုက္ခပေးတတ်သည်အခက်အခဲများပရိပကများနှင့်ထိတ်တန့်ရင်ဆိုင်ရခြင်းကြုံရမယ်လောဝေရဏာပျောက်ဆုံးတတ်သည်အဝင်မတော်ပါအိုရင်ကိစ္စနေရာထိုင်ခင်းကိစ္စများအတွေ့စကားပြောဆိုရခြင်းများရှိမယ်လူမှုရေးပရိပကများထိတ်တန့်ရင်ဆိုင်ဖြစ်ရှင်ရခြင်းများရှိမ ဲ့ကိုမောင်းနှင်သုံးဆွဲနေကြမဟုတ်သောရင်းများမမောင်းတယ်မှာနိုဝင်ဘာလ9ရက်10ရက်12ရက်18ရက်နေ့များတွင်ရုတ်တရက်ဆုံးဖြတ်ပြီးရှစ်တူလောက်ကိုင်းသောကိစ္စများမှာထူးခြားသောတလန်းများရရှိမယ်ပြက်နေသောအဆက်သွဲများပြန်လည်ဆက်သွင်းနိုင်မယ်လူမျိုးကွဲလူမျိုးသားများနှင့်လောက်ကိုင်း၍ကောင်းသောအကျိုးဆက်များရရှိမယ်ကိုပိုင်ဟန်ဟောအသုံးပြု၍ဆောင်ရွက်သောကိစ္စများမှာအောင်မြင်မှုအစဉ်စဉ်ဖြစ်ထွက်မယ်ပြွေရွယ်သူများဖို့အလွန်စမ်းပွင့်မယ်ကိုပိုင်စိတ်ကူးကိုအသုံးချ၍အရာရာအောင်မြင်ခြင်းတိုးတက်ခြင်းများအထင်ရှားရ ရရှိမယ်အကျိုးပေးသောအရာအစိမ်းရောင်မိခိုးရောင်နှပြရောင်စင်စွဲရောင်အဖြူရောင်များသည်ယခုကာလအတွင်းမိမိအတွက်အထူးကောင်းကျိုးပေးသောအရာများဖြစ်ပါသည်ကံကောင်းစေသောပန်းများမှာမိမျိုးပန်းဟော်လန်သစ္စပန်းနှင်းစီပန်းရောင်စုံတပင်းညွှန်းများသည်ယခုကာလအတော်အတွင်းမိမိအတွက်အထူးကောင်းကျိုးပေးသောပန်းများဖြစ်ပါသည်ဒဇောင်မုံလာတွင်တေယုတ်စကားပန်းဖရမလူကောင်းမှာအကျိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းဘုရုနေမွေးသူအလုံးတို့သည် အတိတ်နမိတ်ထူရာရီသော၎င်းထူးခြားသော ှမိတ်ရ၍ထီချိုးသောအခါတွင်၎င်းညံကွန့်အသုံးချ၍ထီချိုးပါယခုကာလအတွင်းအချိုးပေးသောကဏ္ဍများမှာ2 4 9ကဏ္ဍများဖြစ်ပါれရေရယဖျဲသည့်စိတ်၅စိတ်ကိုဖြုံရွက်ပေါ်တင်၍ကျွပကံများတွင်ထက်၍ကတ်လူကဖျို့ဖျဲဖြစ်နေခြင်းများတွင်ကင်းလွေစေရန်ဆုတောင်းမှာနေရှိစနေနံပစ္စည်းအောင်များကိုစွန့်ပြပါဘုရူသာသမီးများလုံးကိုစိတ်နှဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဘုရူသာသမီးများတွင်တိုက်ဆိုင်မင်္ဂမာကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ရာဟုသံသမီးများအတွက်15ရက်စာဟောစတဲ့ ဒီကလာအတွင်းမှာမိတ်ဆွေတိုးပါမယ်အကြီးကဲများထမ်းမှထူချသော အထောက်အကူကောင်းများရရှိမယ်အတတ်ပညာနဲ့ပတ်သက်သောကံကောင်းနေပါတယ်မိသားစုမှာချမ်းမြေနေရာထိုင်ခင်းကိစ္စစကားပြောဆိုမှုများအောင်မြင်မယ်ခီးနဲ့ပတ်သက်သောကံကောင်းပါတယ်လူမျိုးကွင်းကောင်းကျိုးပေးမယ်ရက်တန်ဆိုင်ငံ့ထားသောကိစ္စများပြန်လည်ဆောင်ရွက်၍အဆင်ပြေမယ်ငွေစုလိုက်ယူဝမ်းမယ်အော်သာကောင်းမယ်အောက်ခြေမှစတင်ဆောင်ရွက်လိုက်သောကိစ္စများပြန်လည်ဆောင်ရွက်အဆင်ပြေမယ်လုပ်ငန်းတွေများလုပ်ငန်းဟောင်းများဆောင်ရွက်ပြီး းမြောင်မယ်အိမ်မှာအလုံသမားပြဿနာဖြစ်တတ်တယ်အတွင်းပစ္စည်းပျောက်တတ်ပါတယ်အဖို့ရန်ပစ္စည်းများစနစ်တကျသိမ်းဆဲပါထားသူမားတဲ့ရောင်နဲ့ ပျောက်တတ်တယ်အခိုးခံရမယ်ကြာသာပြည်နဲ့ပေးမီနဲ့စနေနဲ့အထည်ရတနာလုပ်ငန်းများမှာထူးခြားသောအကျိုးရရှိမယ်အပြိုင်ဆိုင်များရှိပါကမိမိဆောင်ရွက်သည်ကသူတစ်ပါးထည့်တလွန်အောင်မြင်မယ်ရွှေလဝေရတနာဝင်ခင်းရှိပါတယ်သာသမီလိုလားသူများဆန္ဒပြေဆုံးမယ်ရွှေမျိုးသားချင်းများဒုက္ခပေးတတ်ပါတယ်လုပ်ငန်းဝင်တွင်မှာအောက်လငယ်သားများဒုက္ခပေးတတ်တယ်စည်ရင်စရာလင်ညာသူများနှင့်ကြုံရမယ်ပေါ်ပေါက်လာသောအခွင့်အရေးများကိုအတုံးချပါကိုစွမ်းကိုစားနှင့်ကျိုးပန်းဆောင်ရွက်မှုများမှာထူးခြားသောအောင်မြင်မှုများ ရရှိမည်။နိုဝင်ဘာလ9ရက်၊10ရက်၊14ရက်၊19ရက်နေ့များတွင်မွေးကြေးနှင့်ပတ်သက်သောကံကောင်းပါれ။နေရာပြောင်းလဲကိစ္စများဆောင်ရွက်အဆင်ပြေမည်။ဘောရူနံပစ္စည်းများအဝင်တော်ပါれ။အကျိုးရှိမည်။ရတန်ထားသောလုပ်ငန်းများပြန်လည်ဆောင်ရွက်နိုင်မည်။အလုပ်အကျန်းစီများအောင်မြင်မည်။အခက်အခဲများကျော်လွှားနိုင်မည်။တနင်္လာနေ့တောက်ကြနေမွေးသူများကြောင့်ဖြစ်သောပြဿနာများဖြေရှင်းနိုင်မည်။နိုဝင်ဘာလ10ရက်၊9ရက်၊17ရက်၊15ရက်၊16ရက်၊18ရက်နေ့များတွင်ပစ္စည်းပြောက်တတ်တဲ့မွေးကြေးကိစ္စစကားပြောရမည်။ ောင်နှမသားချင်းများ၏ပြဿနာများဖြေရှင်းပေးရမယ်။ကိုယ်တိုင်ကျန်းမာရေးအညံ့ရှိပါတယ်။ခြေခါတို့တွင်မတော်တဆထိခိုက်မှုများဖြစ်တတ်ပါတယ်။သွားသဖုံးဒုက္ခပေးတတ်တယ်။အမည်အတွင်းမှာကခတဟငါပါသောသူများကိုအကြောင်းပြု၍စိတ်နှောက်ရှက်ကြုံရမယ်။နိုဝင်ဘာလ9ရက်10ရက်12ရက်13ရက်18ရက်နေ့များတွင်အဖက်ဖက်မှတိုးတက်သောအနေအထားရှိပါတယ်။ဆောင်ရွက်ထားသောကိစ္စများမှာကောင်းသောအပြောင်းအလဲများဖြစ်ပေါ်မယ်။ထိုက်ခိုက်လိမ့်မည်ဟုယူဆသတ်မှတ်ထားသောကိစ္စများမှာအဆင်ပြေချုံးမွေစွာနှင့် ဲ့အလုံးစုံကောင်းသောအနေအထားသို့ရောက်ရှိမယ်။အကြီးအကဲဆရာသမားများဤနှစ်လုံးမှုနှင့်အကူအညီကောင်းများရရှိမယ်။တွက်ဆထားသည့်ရင်ရွှေလူစသည်များပြန်လည်ဝင်ခြင်းရှိပါလေ။အကျိုးပေးသောအရာအစိမ်းရောင်အနှုတ်အယင်မိခိုးရောင်အပြာရောင်ပန်းရောင်ကြက်သွေးရောင်များသည့်ဒီကာလအတွင်းအထူးအကျိုးပေးသောအရာများဖြစ်ပါလေ။အရေးကြီးသောကိစ္စများပြောဆိုဆောင်ရွက်သောအခါဝတ်ဆင်သုံးစွဲ၏လူရာပြည့်စုံနိုင်ပါလေ။ကံကောင်းစေသောပန်းများမှာအုံညွန့်အုံပန်းပွင့်နှင်းစီပန်းဒန်းညွန့်ဒေါနာ ညွန့်ပြိမနိုင်ပန်းပိမန်းပွင့်အဖြူနီစစ်ကြပန်းစင်ချေပန်းတို့သည်ဒီကာလအတွင်းဆူတောင်းပြည်တပ်ပန်းများဖြစ်၍ဖျားပန်းကလူချင်းနေရလုခန်းဧကန်းတို့တွင်အလားစင်ပန်းဦးထိုးခြင်းများပြုလုပ်ပါတစောင်းမုံလာတွင်တရုတ်စကားပန်းဖျားမလူကောင်းမှာအချိုးပေးသောကနန်းများမှာယခုကာလအတွင်းဘုရုံးနေမွေးသူအလုံးတို့သည်အတိတ်နမိတ်ထူရာရွေသော၎င်းထူးခြားသောနမိတ်ရာရွေ ထီထိုးသောအခါတွင်၎င်းညံခွင့်အသုံးချ၍ထီထိုးပါယခုကာလအတွင်းအကျိုးပေးသောကဏ္ဍများမှာကုတ္တနှစ်လေးကဏ္ဍများဖြစ်ပါれရရယစနေနေ့တွင်ပလာတာတစ်ချပ်ပေါ်တွင်တရားဖြူ၍အနေရောင်ပလတ်စတစ်ပကံများပေါ်တွင်တင်း၍ဖျားကတ်လူ၍လူရဆန္ဒပြုပါတရားရှိလုံးကိုကလေးတငယ်တူအားကျွေးမွေးဌာနပြုပါရာဟုသားသမီးများအလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမွေရရှိကြပါစေရာဟုသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ် ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ကျေးဇူးတင်ပါတယ်။ဗီဒီယိုဟောစတန် channel မှာနာမည်ကြီးဗီဒီယိုဆရာများရဲ့နေ့စဉ်ဟောစတန်များအပတ်စဉ်ဟောစတန်များ လစဉ်ဟောစတန်များနဲ့နေ့စဉ်ဟောစတန်များပါပုံမှန်တင်ဆက်ပေးနေလို့ဗီဒီယိုဟောစတန် channel လေးကို like subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အတိတ်တိုင်းသိရအောင်လေ။ဒီနောက်အကောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။ ကျေးဇူးတင်ပါတယ်မြမယိုရာဘီရင် channel မှာနာမည်ကြီးဗီရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောပါအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရာဘီရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တိုင်းတိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်